ာလာသိန်းဆေးအုပ်စုကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုစိုးရိမ်ပူပန်ရတာကြောင့်ဒေါ်ဆန်းစုကြည်နဲ့တမနာဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိလွှတ်ပေးဖို့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ဟာဒေါ်ဆန်းစုကြည်စီကိုစာတစောင်ပေးပို့လာတာဖြစ်ပြီးအဲဒီစာကိုဒေါ်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်းကလူမှုကွန်ရက်ကနေတဆင့်ထုတ်ပြောလာတာပါ။ ပြင်သစ်သမ္မတမက်ခရွန်ကဒေါန်ဆန်းစုကြည်ထံပေးပို့တဲ့ပုံကိုရေးစာထဲမှာတင်းလျော်တဲ့ကျမ်းမာရေးစောင့်ရှောက်ခွင့်မရတာကြောင့်ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းကျမ်းမာရေးပြန်လည်ကောင်းမွန်စွာနဲ့အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီးမိသားစုဝင်တွေနဲ့တွေ့ဆုံခွင့်ရဖို့မျှော်လင့်ကြောင်းရေးသားထားပါတယ်။အခုလိုဖန်ဆီးခံရတဲ့အမိခင်အတွက်စာပေးပို့လာတဲ့ပြင်သစ်သမ္မတပြင်သစ်အစိုးရနဲ့ပြင်သစ်ပြည်သူတွေကိုကျေးဇူးတင်တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရတဲ့ဒေါန်ဆန်းစုကြည်နဲ့တမဒဥဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ပြင်သစ်နိုင်ငံအနေနဲ့ဆက်လက်တောင်းဆိုနေမှာဖြစ်ပြီးတော့အာဏာသိမ်းမှုကြောင့်နိုင်ငံဟာကာလရှည်ကြအကြက်တဲဖြစ်ကအိန္ဒိယနိုင်ငံတွေစီကိုပါတက်ရောက်မှုရှိစေခဲ့တယ်လို့ပြင်သစ်နဲ့နှစ်နိုင်ငံကြားဆက်ဆံရေးကိုလည်းကမောက်ကမောက်ဖြစ်စေခဲ့တယ်လို့ပြင်သစ်သမ္မတကဆိုပါတယ်။ဒေါန်ဆန်းစုကြည်ဟာ 2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်ကအာဏာသိမ်းပြီးကတည်းကနေပြည်တော်မှာဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီးအဂတိလိုက်စားမှုဆွဆွဲချက်တွေအပောင်းဝင်အမှုတွေနဲ့တရားရင်ဆိုင်ရပြီးထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ဟာသူဆွဆွဲခံထားရတဲ့အမှုတွေရဲ့ယုံချင်းတွေပြီးဆုံးတဲ့2022ခုနှစ်နှောင်းပိုင်းကတည်းကသူ့ရဲ့ရှေ့နေတွေနဲ့လည်းတွေ့ခွင့်မရသလိုစစ်တပ်ဘက်ကဖမ်းဆီးချုံနောင်ထားတဲ့နေရာကိုတော့အတိအပြထုတ်ပြန်ထားတာမရှိပါဘူး။